လာပါခင်ဗျာကြောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပင်နောက်ထောက်ကြဖို့အတွက်တောင်းဆိုခင်ဗျာကချင်ပြည်နယ်ကချင်ပြည်နယ်မှာလည်းသူတို့အ AKIA စစ်သေးကြောက်အုပ်စုတွေဟလာ PDF အုပ်စုတွေအမျိုးမျိုးတင်လာတယ်ဒီစီးဟာအနီရောင်ဟိဆိုလို့ရှိရင်တော့ကြော်လို့မလွယ်တော့ပါဘူးအဲ့တော့ရှမ်းပြည်မှာလည်းဒီလိုပဲ မန္တလေးတိုင်းမှာလည်းဒီလိုပဲအေရဝီတိုင်းမှာလည်းဒီလိုပါပဲအဲ့တော့အဲသူတို့တော့တရားတော်စူးစမ်းနေကြတော့ဗျာနော်သူတို့လည်းရှိသမျှလူအင်အားတွေထုတ်သုံးအောင်မှာပါနောက်ထပ်၄လလောက်မှာ၄လပိုင်းလောက်မှာရှိသမျှလူအင်အားတွေဆက်သုံးအောင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီစင့်ကိုကျွန်တော်တို့အားလုံးကြော်လာဖို့အရန်ကိုအရေးကြီးတယ်အဲ့တော့သူတို့ကလည်းတက်မလို့အရှိုက်ကိုထိုးဖို့စူးစမ်းနေတယ်အဲ့ဒီအရှိုက်ကဘာလဲဆိုတော့ခင်ဗျားတို့ဒီညောင်ကျိုးပေါ့ညောင်ကျိုးရွာကနေအရှိကိုဆက်လာမဲ့ဟေးဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ညောင်ကျွေးရအရှိကိုဆက်လာမယ်ဆိုတော့အုတ်ရှိပင်နော်အုတ်ရှိပင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘရောင်းဘရောင်းမြုပ်ဟုတ်လားဒီဘရောင်းမြုပ်ဒီ white ကိုရဖို့အတွက်က AAV အသေးအတန်စူးစမ်းနေတာရှိတယ်နော်အဲဒီချက်ကိုလည်းကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့အဲအခုလက်ရှိအချိန်မှာပေါ့နော်အတက်မတော်ကဝေးစီချုပ်ဦးမင်း online အနေနဲ့တဲကြီးမဲကြီးစူးစမ်းနေတာအဲ satellite satellite ဒီစစ်သုံး satellite ရဖို့သူစူးစမ်းနေတာရှိမယ်နော်အဲဒီကောမဆိုလို့ရှိရင် ဟိုနိုင်ငံကြီးနဲ့နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံသုံးနိုင်ငံပူးပေါင်းဆောင်ရွက်ပြီးတော့ဒီမြန်မာနိုင်ငံကိုငင်းညောင်းဆောင်ရွက်နိုင်မယ့်အခြေအနေမျိုးတွေသူစူးစမ်းနေရရှိတယ်။သို့ပါသောညလည်းပဲတပုံကလည်းပြည်တွင်းအမြင့်ကြီးကျွတ်တွေပဲလေသူတို့လည်းကျွမ်းကျင်မှုရှိပါတယ်။အဲသူတို့လည်းဒီဆနာပြောတဲ့အောက်ရှစ်ပင်ဒီကပ္ပစဆက်ယုံကြီး၄ယုံလောက်ရှိတယ်၅ယုံလောက်ရှိတဲ့ဒီပဲခူးတိုင်းအခြေကိုသူတို့အနောက်ကနေဝင်လုံးအရှေ့ကနေပဲဒီ KNU ကလည်းတမဟာနဲ့တောင်ငူတို့ဟဲ့လားတမဟာသုံးညောင်းညောင်လေးပင်တို့ကနေပြီးတော့ဒီ ဘကိုတိုင်းအရှိရနဲ့ညှက်တိုက်နေရတယ်ရှိတယ်။အဲ့တော့ဒီအချင်းရမှာတော့တက်မတော်အနေနဲ့ကြက်ကြက်သတိထားရမယ်။တက်မတော်ကလည်းဘယ်ခြေလှမ်းလှမ်းနေရဆိုတော့ကျွန်တော်တို့သိတယ်လို့စစ်သေးကြတဲ့ပုံတွေကလည်းသူတို့ကလည်းလှမ်းနေများခြေလှမ်းလှမ်းနေတာပဲ။အဲ့တော့ဒီအဆင့်ကိုဘသူကြော်လွှားနိုင်မယ်လို့ခင်ဗျားတို့ထင်ကြသလဲဒီကောင်မောင်များ။အဲ့တော့ဒီအခု AA ရဲ့နော် PDF ရဲ့နော် KNU ရဲ့ပူပေါင်းဖော်ဆောင်နေတဲ့ဘကိုးတိုင်းရဲ့ဒီစစ်စင်ရေးတာ ောင်မြင်သွားခဲ့မယ်ဟိဆိုလို့ရှိရင်တော့အတက်မလို့ဒီအဆင့်ကိုကျော်ဖို့ဟာနည်းနည်းခက်ခဲသွားနိုင်တယ်နည်းနည်းခက်ခဲသွားနိုင်တယ်ပေါ့ဒါမဲ့လည်းတက်မလို့ကျော်နိုင်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်အဲကြောင့်မို့လို့တက်မလို့အနေနဲ့မမားတင်တာမမားရအောင်မဖြစ်တင်တာမဖြစ်ရအောင်เนาะကျွန်တော်တို့အနေနဲ့ကတော့ဝေဖန်သုံးသပ်ပြီးပြောဆိုနေရမှာဖြစ်တယ်အခုဆိုလို့ရှိရင်ဒါစီရေးချင်နေနဲ့ပြောရမယ်ဆိုလို့ရှိရင်အခု AA ကဒီအရှိုက်ကိုထိုးဖို့ကြိုးစားနေတယ်ဒီကပါစက်ယုံတိရှိတဲ့အရက်တွေကိုထိုးလာတဲ့စစ်စင်ရရဆိုရင်ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်เนาะဒါအမှန်ကိုအမှန်တိုင်းတော့ပြောရမှာပဲအဲ့တော့ လောက်ထိအောင်မြင်ခဲ့သလဲဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့တောင်ကုတ်ကနေပြီးတော့ဒီအုတ်ရှိပင်ထီရောက်ဖို့ဆိုတာကကြားထဲမှာစခန်းတွေအများကြီးရှိတယ်။အဲ့ဒီစခန်းတွေဘာပထမဘာစခန်းတွေဖြစ်မလဲဆိုပထမဦးဆုံးစခန်းအနေနဲ့ရခိုင်ပြည်နယ်ထဲမှာရှိနေတောင်ပုံကြီးစခန်းဆိုတာရှိတယ်။တောင်ပုံကြီးစခန်းလဲပုံမှန်လင်းလင်းပြောရရင်တော့ဟုတ်ပါတယ်။အေးအေးတင်လိုက်ပါပြီ။နော်။ဟုတ်ပြီ။တောင်ပုံကြီးစခန်းအရှိကိုကျော်လာမယ်ဆိုရင်မိုးထီနေချာစခန်းရှိတယ်။မိုးထီတောင်ပေါ့။အေးအဲ့ဒီဥစ္စာကိုလဲအေးအေးဒီအေးလောက်ကြာပါပါ යි ဒါလည်းမှန်ပါလား အဲ့ဒီကနေအရှိကိုဆက်တိုးလာမယ်ဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟွန်းဘယ်ခေါ်မလဲဆိုလို့ရှိရင်ကလားလက်တူရွာပေါ့အဲကလားလက်တူရွာလဲအပုပ်ဝင်လင်းပြောလို့ရှိရင်တော့ဟင်ကြာသွားပါပြီနော်ကြာသွားပြီလို့ပြောလို့ရတယ်ဆေးရသဘောရတက်ကြာသွားပြီဆိုတော့ဆိုလို့ရှိရင်တက်ကနောက်ဆုတ်ပေးလိုက်ရတယ်ဟုတ်ပြီဟုတ်ပြီကလားလက်တူကလားလက်တူရှိကိုဆက်တိုးလာမယ်ဟေ့ဆိုအီကလည်းနော်တော်တော်တိုးလာတာနော်ဒါပုပ်ဝင်လင်းပြောလို့ရှိရင်အဲသဘုံတွေထဲမှာတော့အဲနည်းနည်းလေးပေါ့တတိထားမဲ့သဘုံထဲမှာအေးအေးပါတယ်ဗျာတိရသူက ပါတီပါချက်တော့မလို့သူတို့ကတကယ်စစ်တပ်အရှိုက်ကိုထိုးဖို့ကြိုးစားစစ်တွေတို့ကြောက်ဖြူတို့ကိုကြိုးစားပြီးတိုက်နေပေမဲ့လည်းဒါအယောင်ပြတိုက်တာလို့ကျွန်တော်ကသုံးသပ်တယ်တကယ်တမ်းစစ်တပ်မပြုံမချင်းသူတို့ရဲ့အာရခံတွင်းဆိုတာသူတို့မေ့ထားလိုက်လို့ရတယ်ရခိုင်ပြည်မှာရခိုင်တိုင်းရင်းသားတွေဟိုမွဲပြပြီးတောင်းစားဖြစ်မဲ့ဘဝကိုသာရောက်သွားမယ်ရခိုင်ပြည်ကိုတိမ့်လို့ရမှာစစ်တပ်မပြုံရခိုင်ပြည်နဲ့ရလို့ရခိုင်ဘာမှလုပ်လို့မရအောင်စစ်တပ်ကြီးပြုံမရမှာတိတဲ့အတွက်ကြောင့်မို့စစ်တပ်ပြုံဖို့တော့ကသူကဘကိုးတိုင်းကိုသူ အရာတိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်မို့လဲသူ့ရဲ့စစ်စင်ကြီးကဒီကဒီကိုဖော်ဆောင်လာတာဖြစ်တယ်အဲ့တော့ဆန္ဒကျွန်တော်ပြောသလိုအဲဘယ်ခေါ်မလဲဆိုကလာလက်တွေရွာလဲအေးအေးလက်အောက်ကိုအေးအေးခက်တာနောက်ဆုတ်ပေးလိုက်ရတာပေါ့ဗျာနော်ဟုတ်ပြီရှေ့ဆက်တိုးလာမယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ပကံကွေးရွာအဲပကံကွေးရွာလဲပုံမှန်လင်းလင်းပြောရမယ်ဟေးဆိုလို့ရှိရင်ပကံကွေးရွာလဲနောက်ဆုတ်ပေးလိုက်ရပါပြီနော် တော့ပကံကိုရာအရှိကိုဆက်တိုးလာမယ်ဟဲ့ဆိုလို့ရှိရင်တော့ညောင်ကျိုးတဲ့နော်ညောင်ကျိုးဆိုတာရွာလေးပြအဲ့မှာတက်စခန်းရှိတယ်အဲ့ဒီတက်စခန်းမှာတော့အင်အားအလုံးရင်းနဲ့တက်ကနေပြီးတော့ခုခံနေတဲ့အတိုင်းဒါလေးရှိတယ်အဲ့တော့ဒီစခန်းကိုမကြဖို့အတွက်ကအဲတက်မလို့ကလည်းစူးစမ်းနေတယ်အဲ့တော့ညောင်ကျိုးရာကိုအထိမခံဘူးအရှိကိုဆက်လက်ပြီးတော့ကြောင်ကျိုးရနဲ့အရှိကိုဆက်တိုင်းအခုဒီနေ့သတင်းတွေကျွန်တော်ကြားသိရတယ်အဲ့ဒီသတင်းကဘာလဲဆိုလို့ရှိရင်ဒီအေအေကတဲ့ ညောင်ကျိုးရွာကိုတဲ့ညောင်ကျိုးစခန်းကိုရသွားပါပြီတဲ့လုံးဝမားနေပါလေလွဲနေပါလေကျွန်တော်တို့အရှိကိုအရှိတိုင်းပြောရမှာပါနော်ခင်ဗျားတို့ဘလောက်ကြီးပဲလော်လော်ညောင်ကျိုးရွာတို့လုံးဝမရသေးပါဘူးညောင်ကျိုးရွာရဲ့အလွန်ပေါ့ညောင်ကျိုးရွာရဲ့အလွန်ပကံကွဲရကျသွားတာမှန်တယ်အဲ့ဒီကြားထဲမှာအခုလော်လော်စေအခုကျွန်တော်တို့စကားပြောနေတဲ့အချိန်တွေမှာတိုက်ပွဲတွေဖြစ်နေတယ်အလုံးကြီးအလုံးလေးတွေကျွေးနေပါလေနော်အဲ့တော့ပထမဦးဆုံးတစ်ချက်အနေနဲ့အာညောင်ကျိုးရွာရဲ့ခဏလေးပြအဲ့ဒါက ဘယ်ဘက်ချမ်းမှာဖြစ်မလဲဆိုပြီးဟုတ်ပြီညောင်ကျိုးရွာရဲ့မိုင်းတိုင်း38လောစဲလောလောစဲမိုင်းတိုင်း38၄လုံးမှာနော်၄လုံးပကံကွဲရွာရဲ့နဲ့ညောင်ကျိုးရွာကြားထဲမှာအခုလောလောစဲတိုက်ပွဲတဲကြီးမဲကြီးဖြစ်နေတယ်အဲ့ဒီညောင်ကျိုးရွာကြပြီးဟေ့ဆိုလို့ရှိရင်တော့စစ်တပ်အထိနာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အခုလောလောစဲသူတို့စစ်တပ်ဒီသူဝင်တိုက်နေတဲ့အခါဒီညောင်ကျိုးရွာရဲ့ကာကင်းစခန်းကိုတိုက်နေတာပဲရှိတယ်လုံးဝညောင်ကျိုးရွာမကြဘူးအဲ့တော့ကျွန်တော်အေးအေးအရှိုက်ကိုထိုးဖို့ကြိုးစားနေကျွန်တော်အားလုံးကဒီ ဒီအဆင့်ကြီးကိုကြော်ဖို့အရန်ကိုရေးကြည့်တယ်ဒီအဆင့်ကိုကြော်နိုင်သွားအေးအာရကန်တွင်းဆိုမေးလိုက်တော့နော်အာရကန်တွင်းဒီဘဝမမတ်နဲ့တော့လို့ပြောလို့ရတယ်အဲဘကောမ KIA ပြည်တော်စုကြီးကိုပြည်တော်စုမြန်မာနိုင်ငံဆိုတော့အတိမတ်မပြုတ်ပါဘူးမင်းအတိမတ်ပြုတ်ပြုတ်မပြုတ်ပြုတ်နောက်ဆိုတဲ့ပုံစံမျိုးထိပြောလို့ရတယ်ဒီအဆင့်ကိုအားလုံးကြော်ဖို့လိုတယ်အဲသူတို့ကလည်းမကြော်အောင်လို့သူတို့စူးစမ်းမှဖြစ်တယ်အဲ့တော့မကြော်နိုင်ဖို့အတွက်ကအေးအေးကထိုးစစ်ဆင်နေတယ်အဲ့တော့ညောင်ကျိုးရွာမှာရန်ကိုအရေးကြီးတဲ့စီရေးနယ်ပြပါနော်ညောင်ကျိုးရွာကိုသူတို့ကာကင်းတစ်ခုကိုဒီနေ့တိုက်နေတာရှိတယ် ဲ့တော့အာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အခုတိုက်နေတဲ့နေရာပေါ့မိုင်နိုင်38လေးဖာလုံးမှာဖြစ်နေတာပါအဲ့တော့ညောင်ကျိုးရွာကိုကျော်လာလို့ရှိရင်ဗာလဲဆိုတော့အဲညောင်ကျိုးရွာကြတိုင်းလဲအခုညောင်ကျိုးရွာကြပြီသူတို့ပျော်နေကြဟာမကြခင်ကပ္ပဆိုင်ကြီးရတယ်မယ်ညောင်ကျိုးရွာအကယ်ကြီးမကြပါဘူးနော်မကြဘူးကာကင်းစခန်းတွေတိုက်ခတ်နေရမှန်တယ်မနေ့ကနော်မနေ့ကဥပမာဒီနေ့ဆိုဘယ်လောက်လဲဒီနေ့ဆို14ရက်13ရက်12ရက်17ရက်နေ့ကဆိုရှင်တက်ကနေပြီးတော့ဒီညောင်ကျိုးရွာကနေပြီးဆက်လက်ပြီးလိုက်ရှင်းတာလမ်းမာနေမယ်အေးအေး အဲ AATB လေးပေါ့နော် A allowance ပေါ့68လောင်းတတိရဒါကလုံးဝ confirm ပါပဲကျွန်တော်မြေပြင်ကို celebrate confirm ရှာကြည့်တဲ့ခါမှာဟုတ်ပါပဲနော်အမှအများကြီးဟိုကျွန်တော်တို့အဲ allowance ရခဲ့တယ်ပေါ့ဒါ AA ကြဆုံးနေပေါ့အခုတို့ကလည်းအင်အားစုပြီးတော့ဒီနေ့တိုက်နေတာပဲဖြစ်တယ်အဲ့တော့ညောင်ကျိုးရကြရင်ပြီးသွားပြီလားဆိုတော့မသိလို့ရှိရင်ညောင်ကျိုးရကြလို့ရှိရင်မကြခင်မှာဒီကျွန်တော်အုတ်ရှစ်ပင်ကိုရတော့မလို့ညောင်ချီတော့မရှိနဲ့ကပ္ပဆာကိုရကပ္ပဆာ6ကိုရတော့မလို့အုတ်ရှစ်ပင်မှာရှိနေတဲ့ကပ္ပဆာတွေရတော့မလို့ဟုတ်လားပထောင်းမြို့ကြီးပေါ့ရတော့မလို့လို့ပေါ့ ညောင်ကျိုးရမကြပါဘူးเนาะကြခဲ့သည်ရှိတော့မှာညောင်ကျိုးရအရှိကိုကြော်လို့ရှိရင်ရှုခင်းတာဆိုကွင်းမြင်ကြီးရှိပါတယ်အဲ့ဒီကရင်လမ်းကြည့်မယ်ဆိုအောက်ကိုအောက်ကကပ္ပစားတွေလမ်းမြင်နေရဆိုတကယ်ကွင်းမြင်ကြီးဒါကြီးကတကယ်တော့စစ်တပ်ကလည်းလေသူတို့ရဲ့စက်ရုံတွေကိုတိဆောက်တဲ့နေရာမှာကာကွင်းတက်ကွင်းအကုန်လုံးနဲ့စက်ရုံကိုတော့မှဒီလိုတိဆောက်တာစစ်တပ်တရတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညောင်ကျိုးရကြတိုင်းနဲ့အဲကပ္ပစားတွေမကြပါဘူးဂျားထဲမှာတက်ကွင်းတွေအများကြီးကြံပါသေးတယ်နော် လုံးကြီးနဲ့ပြည့်နေလူတောင်သွားကြမှာလို့တဲ့အချိန်နေမိအောင်မယ်အဲ့တော့ခက်ခဲတာကဘာလဲဆိုတော့အဲ့ဒီလမ်းပြောတကြောလုံးကတောတောင်ထူထပ်ပါတယ်တောတောင်ထူထပ်တဲ့အတွက်ကြောင့်မို့လို့တပုံကိုလှမ်းမမြင်ရဘူးမမြင်တဲ့အခါမှာချုပ်တိုက်ပွဲတွေဆိုကြအနီးကပ်တိုက်ပွဲတွေဖြစ်နေတာအဲ့တော့ပကံကွဲရွာနဲ့နော်ပကံကွဲရွာအလွန်မှာဖြစ်နေတယ်အဲ့တော့ပကံကွဲရွာရဲ့နောက်ဖက်မှာဆိုလို့ရှိရင်ပကံကွဲ6ဆိုတာရှိတယ်အဲ့ဒီ6ရိုးတစ်လျှောက်မှာအေးအေးတွေရှိတယ်လို့ဟုတ်မိုးထီထီမှာလည်းအေးအေးတွေရှိတယ်မိုးထီနေကြသောစခန်းတွေကအေးအေးတွေရှိတယ်အဲ့တော့ အင်းအားအပြည့်တော်တော်များတယ်လို့ပြောလို့ရတယ်။အဲ့တော့ဆိုလိုချင်တာကဒီအရှိုက်ကိုထိုးမယ်။ဒီအရှိုက်ထိုးခံလိုက်ရလို့ရှိရင်တော့စစ်တပ်ကအခုကျွန်တော်တို့ဒီကြော်ရမယ်။စစ်တပ်နဲ့အတူတူပူးပေါင်းကြော်ရမယ်။ဒီအဆင့်ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲသွားမယ်အတိုင်းဒါလည်းရှိတယ်ပေါ့ဗျာနော်။အဲ့တော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေကိုကျွန်တော်တို့အဲရောက်နေပြီလို့ကျွန်တော်တို့လုံးဝပြောလို့ရတယ်။အဲ့တော့အရှိကိုအရှိတိုင်းတော့ပြောရမှာပေါ့ဗျာနော်။အဲ့တော့ဒီနေရာမှာပါလဲဆိုတော့လေခက်တာကစစ်တပ်ထဲမှာလဲအကုန်လုံးမဆိုလို့ဘူးနော်။ အများစုကစစ်စိတ်စစ်သွေးရှိတယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်က policy နဲ့မူဝါဒနဲ့တင်းတင်းကြပ်ကြပ်စနစ်တကျတင်ကြတဲ့အတွက်ကြောင့်စစ်သားတွေတော်တော်များများကအရေးချင်းရှိတယ်တိုက်ချင်ခိုက်ချင်ကြတယ်။သို့ပါတော်ညာလည်းတချို့တဝက်ရှိတယ်။အဲ့တချို့တဝက်ကအဲ့ဒီကပါဆာကဒီစစ်တီတွေကတဲ့နော်။ညောင်ချိုးဒီတောင်ပေါ်ပေါ့နော်။ဒီတောင်ပေါ်ပို့မယ်ဟဲ့ဆိုလို့ရှိရင်လည်းမသွားရအောင်ဆိုပြီးတော့ဟိုငွေကြေးပေးလို့ရှိရင်တို့လွဲပေးရတဲ့အတိုင်းအတာမျိုးရှိတယ်။ဒါတွေကတော့အကုန်လုံးတော့မရနိုင်ဘူးနော်။ဆိုလိုချင်တာကအများစုတော့မဟုတ်ဘူး။တချို့တလေကဒါမျိုးကြိုးစားနေတာရှိတယ်။အဲ့တော့ မမျှတမှုတွေရှိတယ်ဒီမမျှတမှုတွေကိုခင်ဗျားတို့မဆောင်ရွက်ဘူးဆိုလို့ရှိရင်စက်တက်တဲ့စက်တက်တဲ့မှာတကယ်တိုက်တဲ့တက်ခိုက်တဲ့အချိန်မှာကြံတဲ့အချိန်မှာဗျာဟိုခင်ဗျားတို့ခင်ဗျားတို့ဒီနေမြေဟိုနေလိုချင်တို့ဒီနေလိုချင်တို့ပတ်စံ၄၅သိန်းပေး၁၀သိန်းပေးဒါမျိုးလောက်လာကျွန်တော်မပြောလို့ဘူးအခုလိုမျိုးနိုင်ငံနဲ့တက်မလို့အတွက်အရေးကြီးနေတဲ့နိုင်ငံတော်ရဲ့အရှိုက်ဖြစ်တဲ့ဒီကပ္ပစာကြီးတွေရှိရနေရကိုဟိုဘလိုခေါ်မလဲဆိုလို့ရှိရင်တိုက်ခိုက်နေတဲ့အချိန်မှာတော့တက်မလို့သားရဲ့တက်မလို့စစ်သွေးစစ်မှန်ကိုပြဖို့လိုတယ်အဲ့လိုမပြဘဲနဲ့အဲ့လိုမပြဘဲနဲ့ကျွန်တော်တို့ ီဟိုအကပ်ကောင်းတိုင်းယာတူးကောင်းတိုင်းအဲ့လိုမျိုးမှာမသွားရဘူးအတွက်စူးစမ်းနေမယ်ဟေ့ဆိုလို့ရှိရင်တော့မကောင်းဘူးအဲ့အလေးတွေကိုတော့အထက်ရရှိလူကြီးမင်းများတေချာကြည်စေခြင်းနဲ့နော်အဲ့တော့ပတ်စံရှိတဲ့သူကရှေ့တန်းမထွက်ခြင်းလို့ဟလာညောင်ကျိုးကိုမသွားခြင်းလို့အင်းအားသွားမဖြစ်ခြင်းလို့ဟလာပတ်စံဘလောက်ပေးလိုက်လို့ရှိရင်တခြားလူလဲပေးလိုက်တာတွေရှိတယ်နော်အဲ့အလေးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဒါလေးကိုတည်တည်ချာချာအဲချက်မှတ်စေခြင်းနဲ့ပေါ့ဗျာဒီလိုအခြေအနေမျိုးပါပေါ့နော်အဲ့တော့ဟုတ်ပါပြီ အဲ့တော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့ကိစ္စမှာတော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်မြန်မာနိုင်ငံဟာအလှည့်ပြောင်းတစ်ခုရဲ့နော်အလှည့်ပြောင်းတစ်ခုရဲ့ဒီကြားလားငကားလားဆိုတဲ့အလှည့်ပြောင်းတစ်ခုကိုရောက်နေပြီအဲ့ဒီအဆင့်ကိုတက်မလို့ကြော်နိုင်ရင်တပုံဆိုတာအယုတ်ရေးရမယ်ဒါမှမဟုတ်လို့ရှိရင်နေကြားဆောင်ပြောင်းရမယ်စပွဲပိုင်းမှာဆွေးနွေးရမယ်အဲ့ဒီအဆင့်ကိုရောက်သွားမယ်နော်တက်မလို့ကဲ၍ဒီအဆင့်ကိုမကြော်နိုင်ခဲ့ဘူးဟဲ့ဆိုလို့ရှိရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံလုံးဝအမိကျအမိစားခေါင်းချက်ခေါင်းစားအုပ်စုတွေကဟိုရရဆွဲပြီးတော့နိုင်ငံတော့ပျက်စီးသွားမယ်အဲ့အဆင့်ကိုကျော်ဖို့လိုတယ်အခုဆိုရင်အဲတက်မလို့မှာ Women Online အနေနဲ့ကဒီ ICC ဖန်ဝန်တန်းဒူတာတွေကိုထုတ်လိုက်တယ်အဲ့ဒီအဲ့ဒါနဲ့ပတ်သက်ပြီးသူ့ရဲ့အနာဂတ်ပါထက်တွက်စဉ်းစားရမယ့်အတိုင်းအတာတွေရှိလာပြီရှိတဲ့အတွက်ကြောင့်မလို့ဒီ ICC ရဲ့ဖန်ဝန်တန်းနေအားလုံးဟာကျွန်တော်တို့ နိုင်ငံငယ်တွေအတွက်ဒုက္ခလိုက်ပေးနေတဲ့နှိမ့်နိုင်မရတဲ့အခြေအနေမျိုးတွေဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အာနာရတဲ့သူတွေအားလုံးကအာနာမစွန့်ခြင်းအာနာစွန့်လိုက်လို့ရှိရင် ICC တွေအဲ့ဒီဟလာအဲ့ဒီဟိုဒီတရားရုံးတွေဘာတွေကတရားဆွဲရအခုဘလို့မှညှိလို့မရတဲ့အခြေအနေမျိုးကိုရောက်သွားပြီးအဲ့ဒီအတွက်ကြောက်မှုလို့ဒီ ICC ဖမ်းဝန်းတာတွေဘာတွေကြောက်ကျွန်တော်တို့ ဦးမေအောင်လိုင်းအနေနဲ့သူ့ဘဝအတွက်သူနောက်ပိုင်းဆက်လက်ပြီးကြည့်ရမယ်။ဒါဦးမေအောင်လိုင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော်တီးသန့်ကျွန်တော်တို့ live ကလေးတစ်ခုဆက်လက်ပြီးပြောပါမယ်။အဲ့တော့ဦးမေအောင်လိုင်းနိုင်ငံတကာမှာသွားပြီးတော့စာချုပ်တွေချုပ်လာတဲ့အထက်မှာလည်းဒီကျွန်တော်တို့ဆန္ဒအလှည့်ပြောင်းတစ်ခုကိုပေါ်ဆောင်ဖို့အတွက်ကိုသူကစ조사နေတာဖြစ်တယ်။အဲ့ဒီ조사မှုကလည်းအတိုင်းအတာတစ်ခုဒီအောင်မြင်မှုကရလာပြီ။ဟလာတရုတ်နဲ့ရုရှားနဲ့သူတို့စီက satellite image တွေနဲ့ဒါဘုံတပုံကိုနှိမ့်နေမယ်ဟေ့ဆိုရင်ဆန္ဒပြောသူကတပုံဆိုတာအယုတ်ရေးပြမယ်အခြေအနေကိုရောက်သွားနိုင်တယ်ဟုတ်လားအဲ့တော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ တပုံကလည်းအကောင်ဆုံးတက်မလို့အရှိုက်ကိုထိုးဖို့ကြိုးစားနေတယ်ဘယ်နေရာလဲဆိုရင်ဘကိုးတိုင်းဖြစ်တယ်အဲ့ဒီဘကိုးတိုင်းကတော့ KNU ကကျွန်တော်တို့အရှိတ်ဘက်ကနေညှက်တိုက်ပြီးတော့နော်ဒီ AA က AA နဲ့ PDF တွေအားလုံးကနောက်ဘက်ကနေပြီးတော့ညှက်တိုက်မယ်တိုက်တဲ့အခါမှာတော့ဒီကဘာဆတ်စစ်ရုံနေမကြဖို့အတွက်ကတက်မလို့အနေနဲ့ကြိုးစားနေတယ်အခုညောင်ကျိုးအခြေအနေကိုကျွန်တော်အနေနဲ့ဂါဂါနာနာရှင်းပြခဲ့ပြီးသွားပါပြီကျွန်တော်တို့အားလုံးဒီခက်ခဲကနေပြီးတော့တက်မလို့ကြီးကြော်လွှားနိုင်မယ်လို့တော့ကျွန်တော်တို့ကတော့ 小杰。